哦，培养带，培养带，喏、哦，他妈的，不容易种嘛，对的，是不是？大不了的，你妈培养的嘛，拉萨某天嘛，没蛋的，哎呀的呢。 မကောင်းသောသင်္ချိုင်းမြင်နေတဲ့ဒီမှာကာယကရှင်တို့တိုက်ခိုက်ထားတာအလုံးဝမင်္ဂလာပါတငယ်ချင်းတို့ကျွန်တော်ကတော့စိုင်းကြီးပါဗျဒီကနေ့တငယ်ချင်းတို့ကျွန်တော်တင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့ဖျားအတိုက်တိုက်တဲ့အကြောင်းလေးပဲဗျနော်အိမ်ရှင်ရဲ့ပေါ့နော်ပူဇော်ကိုးကွယ်ထားတဲ့ဖျားရဲ့အတွင်းထဲမှာပေါ့နော်ဒီမတန့်နဲ့လှစာမှုန့်နေတဲ့မှာဒီသင်္ချိုင်းမြင်နေနဲ့ရောပြီးတော့ပေါ့နော်ဒုက္ခရောက်အောင်လို့တိုက်ထားတဲ့ဗီဒီယိုလေးပဲဗျတငယ်ချင်းတို့လည်းဘ ഹു သူရရတဲ့အနေနဲ့ကျွန်တော်ဒီဗီဒီယိုလေးကိုတင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်ဗျကဲဒီဗီဒီယိုလေးကိုဆောင်းအောင်လိုက်ကြည့်ပေးပါဦးဗျနော်ဤကောင်ကရှင် စနေသမီးမှာအောင်လန်းခက်စေအောင်လန်းပဲရှိတာမယ်လို့ရှင်ညာအချင်းကန့်နေအောင်နေထားတယ်။ဘုရားငါးစုမိတ်အထက်ဆိုင်မြတ်အမေအနာနမီးကြီးလေးပါအမေသူဝသရီမေရောမြတ်တို့ရဲ့အနာဆရာကြီးဦးစောဆရာဦးလောင်ဝင်ဆရာဦးစောစောရဲ့အမေအနာဖြစ်သည်။ရှိတာမယ်ဖက်ကလေးဆွဲပေါ်လိုက်။အိမ်မှာအတိုက်ရှိတာမယ်နင်းလား။တိတိကနေလာကြွလို့မရစေဖခင်ငါးစုမေထက်ဆရာမြတ်အမေရနာ ရှိရမှန်ဖက်ကလေးဆွဲပေါ့လေချမ်းမချမ်းမြေမှာအတိုက်ရှိရမှန်နေလားမှန်ဖက်ကလေးဆွဲပေါ့ချမ်းမြေမှာအဆောက်ထဲထားတာဆိုရင်နင်းထားလိုက်ချမ်းမြေမှာအဆောက်ထဲထားတဲ့ရဲဆိုနင်းထားတဲမှန်ဖက်ကလေးဆွဲပေါ့အော်ဖရားတိုက်ဖရားတိုက် เนาะဒီမှာကြည့်မယုံရင်ကြုံမှုမှသိရဆိုတာဒါကိုပြောတာဒီမှာဖះထဲမှာလွားစွာအမုတ်ထဲမှာမတန့်တဲ့အရာတွေနဲ့မကောင်းသောသင်္ချိုင်းမြင်နေတဲ့ဒီမှာကာယကရှင်တို့တိုက်ခိုက်ထားတာမကာယကရှင်ဒီဖះကိုရှိုးတိုင်းယောဂဝိညာဉ်ထူပြောပြီးအနာနဲ့ဆင်းမတက်နေတာ ဖြစ်နေတာတော်တော်ကြာနေပါပြီဒါဒီမှာဟုတ်ကဲ့အကျွန်ုပ်ကိုယ်တိုင်ဒီမှာလာရောက်ဆစ်ဆဲတဲ့အခါမှာ ဒီလိုတွေ့ရှိခဲ့ပါတယ်ဟောလာပြီဒါလွားသာမှုဟုတ်တယ်ဒီလောက်ပြန်စင်းဒီလောက်ပြန်စင်းကဲကဲကဲဒီကဲကဲချင်းငါဆရာစစ်စစ်ကုသတဲ့အခါမှာဤဖရဲတိုက်မှန်လို့ရှိရင်တိတိတသာကန့်နေအောင်နင်းထားလိုက်တယ်ကြွလို့မရတဲ့ဖရဲငါသူမဲ့ထက်ဆရာကြီးမိတ်အာနာဖြစ်သည်မန်းနေသူဖက်ကလေးဆွဲပေါ်လိုက် ကဲဒါကတော့အင်းရှင်တွေပေါ့နော်အမျိုးမျိုးအဖုံဖုံဒုက္ခရောက်အောင်ယောဂအမျိုးမျိုးနဲ့ဒုက္ခတွေရောက်အောင်စီးပွားတွေအဆင်မပြေအောင်တိုက်ထားတဲ့ဖရာအတိုက်ပဲဖြစ်ပါတယ်ဗျာနော်လူတွေကတော်တော်ကြီးရုံမာကြတယ်ဗျာနော်ကဲနော်ဒီဗီဒီယိုဖိုင်ထဲမှာကြည့်ကြည့်လိုက်နော်အဲ့တော့ကိုလည်းမပြောချင်တော့ဘာကြောင့်လဲဆိုတော့တာမန်ပုတ္တဇင်လူသားလည်းမဟုတ်တဲ့အတွက်ကြောင့်နော်တင်ငန်းရှုံထားတဲ့ပုံကိုဖြစ်တဲ့အတွက်ကြောင့်ကျတို့မပြောချင်တော့ဘူးပဲနော်ဒါဖရာကြည့်တင်ပွဲပေါ့အဲ့တော့ဒီလိုမျိုးအခု ဒီပြုတ်မှုတဲ့အပြုတ်မှုမျိုးပေါ့နော်အဲအဲ့ဒီအရာတစ်ခုဒီအဝင်းနီးနဲ့ညီလာပေါ့နော်ဝင်းနီးနဲ့ညီလာဘာကြောင့်ဒီလိုမျိုးပြုတ်လောက်တာလဲဒါဆန္ဒပြောလို့ပေါ့ဘလို့အချိုးချောင်းချောင်းနဲ့ဒီလိုမျိုးအလောက်တာလဲဆိုတာကတော့ဒီဆရာရဲ့ဗီဒီယိုဖိုင်မြင်လို့ရှိရင်ဒါတာဝန်ပိုင်ဆရာတော်ကြီးတွေကဒါလင်းရှင်းပြပေးနိုင်ပါလိမ့်မယ်နော်ဘာလို့လဲဆို ိုတခါတုန်းကဖះရပေါ်မှာဖနက်နယ်စီးတဲ့ကိစ္စတုန်းကလည်းဖနက်စီးပြီးတက်တဲ့ကိစ္စတုန်းကလည်းဆရာတို့ပြောခဲ့တယ်လीနော်အခုခါကကြတော့ဒါကိုဗုဒ္ဓဘာသာသာသနာထဲမှာဟိုကပြန်ပြီးတော့ဖြစ်တဲ့ကိစ္စဆိုတော့နော်အဲ့တော့အဲဆရာတို့ဒီဘက်ဝင်းကြီးနဲ့ညီရမယ်လို့တော့သိထားတယ်အဲဒါပေမဲ့ဒီလိုမျိုးပြုမှုချင်းအပြုမှုဒီအဲဒါကကြတော့ဝင်းကြီးနဲ့ညီလားမညီလားပေါ့နော်ဒါကြတော့ဆရာတို့လည်းအတိအကျကြီးတော့ပြောလို့မရဘူးအဲ့တော့ တာဝန်ပိုင်ဆရာကြီးတို့ဆရာတော်ကြီးတရားသားလေးအရှင်းပြပေးနိုင်ပါလိမ့်မယ်။ကဲနော်ဒါအများမြင်အောင်လို့ဗျာတင်ပေးလိုက်ခြင်းဖြစ်ပါတယ်နော်။ကဲဆက်မိစုများအလုံးဝမင်္ဂလာရှိတဲ့နေ့ရက်ကလေးပါ။တဗုဒ္ဓဘာသာဝင်ဆရာတော်တပါးအနေနဲ့ဒီလိုမျိုးကခုံတာတွေနော်တီးဆိုတာတွေလုပ်လို့တော့မရဘူးဗျာနော်။ဆရာတော်လုပ်တယ်ဆိုတာဒါမဖြစ်သင့်ဘူးဗျာနော်။ကဲတကယ်ချင်းတို့လည်းဘယ်လိုမြင်လဲကျွန်တော်အောက်မှာ comment လေးရေးပေးထားခဲ့ပါအောင်ဗျာ။ သူရောင်ကတ်တဲ့အကြောင်းပြောပြပေးမယ်သူရောင်ကတ်တယ်ဆိုတာအကြောင်းကြတာမသိဘူးเนาะကျုံဝန်းကျုံမှုကြတာမသိဘူးအဲကျမကတော့ဟိုပါပေါ့အဲသူရောင်ကတ်တဲ့အကြောင်းပေါ့နိပြောပြပေးမယ်အစားတော့ဘာလို့ဖြစ်တာလဲဆိုတော့အိမ်မက်ထဲမှာလေကလေးလေးတယောက်ကလာလာနေအိမ်မက်ထဲမှာကလေးလေးတယောက်ယောက်ျားလေးပေါ့เนาะအဲအင်းရှိလေးမှာထိုင်းထိုင်းနေအဲ့နဲ့အချင်းတော့ကတောင်းကြီးမှာတက်ရောက်ကြီးပြတဲ့အချိန်ပေါ့เนาะအမေပြောအမေအိမ်မက်ထဲမှာကလေးလေးတယောက်အမေကလိုက်ဆောင်ပေးတာတော့တောင်းကြီးကို ိမ်မထဲမှာသမီးကလေးလေးတယောက်တွေ့တယ်အဲ့ကလေးလေးကသမီးရှိလာကျင်လာလားမသိဘူးမေရဲ့သမီးကကလေးမယူလို့မရတော့တာတကယ်လည်းမရှိတော့ဘူးလို့ပြောတော့ဗောတော့မေအေးဘာမဟုတ်ဘူးစိတ်ထဲမှာအဝါဖြစ်တာပြအဲ့ကလေးလေးအိမ်မအိမ်မထဲကိုလာတယ်ဆိုတော့ခဏခဏမှတ်တယ်သုံးလေးခါတော့မှတ်တယ်ဗောနော်အဲ့တောင်ကြီးမှာပြန်မညကြတော့ဘာဖြစ်လဲဆိုလူကအရန်ဝမ်းနေလာပြီးတော့လေအမျိုးသားလည်းပြန်လာခေါ်တာပေါ့နော်ရန်ကုန်ပြန်မှုဒါခေါ်တာတောင်ကြီးမှပြန်မှုဆိုအဲ့မှာညဘက်ကြီးမှာ ညည်ဒီပိုးပေါ်ပေါက်ကြိုက်မျိုးလုံးမဖွင့်နိုင်အဲ့လိုပဲတစ်ခုဖြစ်တော့မယ်ဆိုမျိုးလုံးဖွင့်လို့မရတာဘာဖြစ်လို့လဲမသိဘူးမျိုးလုံးဖွင့်လို့မရမှာ1 day လာအဲ့ရော ဝိုင်းဝိုင်းမေးကြတော့တခုဖြစ်တယ်ဘာဖြစ်လဲဆိုတော့အမေသမီးတို့ဒီကလေးလေးကသူနဲ့လိုက်ခဲ့ကိုခေါ်နေတယ်ဗောခေါ်နေကလေးလေးကဒါခေါ်နေတယ်သမီးရှိမလားသူသမီးရှိလားကျင်တော့သမီးကမခေါ်လို့သူရှိရနေအောင်သမီးကိုခေါ်တာဗောနော်အဲအဲ့လိုမျိုးလေးပြောတာဗောနော်ဒါမှတော့ဒါတောင်ကြီးမှာအဲ့ကွာအရင်လူရတယ်ကိုဖះစာရွက်ခိုင်းပါနဲ့နဲ့ဟိုဖះစာရွက်ပြည့်ရည်ပါတိုက်ပါလေလို့လို့ဆိုအမနည်းနည်းလေးတက်တာဝါပြီးတော့ရန်ကုန်ရောက်ပြီးတော့အဲ့2020 2021မှာလုံးဝအောင်နယ်လမ်းမထူနိုင်အောင်ကျမကြီးမကောင်းဖြစ်တာနယ်လမ်းမထူနိုင်ကျမကြီးမကောင်းဖြစ်တယ်လင်မယားနေအောင် ပတ်စံလက်ထဲမှာတပြားမှမရှိအောင် ဖြစ်တာဈေးကူဟိုရှိတဲ့ပတ်စံတွေပို့ပြီးတော့ဈေးကူရတယ်ဈေးကူကိုတော့မလောက်တခါတည်းကျအဲ့လိုအသေးတန်တွေဖြစ်တာပေါ့နော်ပြီးတော့ကြာလာတော့အဲ့မှာပထမလှုပ်ပြီးတဲ့ဆရာကြီးကိုပဲလှမ်းပြီးအကူကြီးတောင်းရတာပေါ့နော်ဆရာကြီးရဲ့လှုပ်ပါအောင်ဒီလိုပဲဖြစ်နေတယ်ပေါ့နော်အဲ့ဆရာကြီးကလည်းအဲသမီးရေးဆရာကြီးကတော့သမီးကိုအကုန်လုပ်ပေးထားရတဲ့ဒါနဲ့ဘာလို့အဲ့လိုဖြစ်နေရလဲဆိုတော့သူကလည်းအဋိဋ္ဌထေပိုင်းပြန်ဝင်ပြီးနောက်တော့မှဘာလို့ဖြစ်လဲဆိုတော့အဲ့ဒီအသေးအံထပ်ဖြစ်တာအဲ့လိုနေမကောင်းဖြစ်ပြီးတော့အဲ့မှာအဲ့လိုပဲထပ်ဖြစ်တော့ ဲ့ပထမမြင်တဲ့အဲ့ရေဆက်လေးမှာအဲ့ကလေးလေးကမတက်ရက်ပြီးအမကိုစောင့်တယ်။အမကိုစောင့်တော့လေအမလေးဟဲ့။အဲ့ငိုပြီးတော့ပြောတာပေါ့နော်အမေတို့အမေအဲ့မှာကလေးလေးတမျိုးစောင့်နေပြန်ပြီ။ဘာညာနဲ့ပြောတော့အဲ့နဲ့ချက်ချင်းပဲရဲလူတွေအိုက်ဆရာကြီးကပတိန်ရဆိုဥလို့ဆုံးသွားပါပြီဆရာကြီးလေ။အဲ့နဲ့အိုက်ဆရာကြီးရေဖုံးဆက်အဲ့ဖုံးဆက်ပြီးတော့မှအဲ့ဒါဖုန်းဆက်လိုက်ပြီးတော့ပေါ့နော်တငိုတည်းရေပြီးတော့အဆရာရက်ဒီဘက်ကဖုန်းနေပဲပေါ့နော်အဲဖုန်းနေပဲအာဘာဖြစ်တာလဲညာလဲပြီးတော့ဒါလိုပဲ ိုကိုခေါ်ကျင်တာပေါ့နော်ကိုခေါ်ကျင်တာနောက်တော့ဆရာရဲ့ဖုန်းနဲ့ပဲကဲသမီးခဏနေဆရာကြီးဒီမှာချက်ဖို့ကောင်းတယ်နော်ရှိနေဟာဖယ်လိုက်ဦးမယ်ပါညာဆိုပြီးဆရာရဲ့ဖုန်းချအောင်တော့ပြန်ဆက်တော့သူ့ရောင်ကတ်တာတဲ့ဟဲ့သူ့ရောင်ကတ်တယ်ဆိုဆရာသမီးလည်းမကြားဘူးဆိုပြောတာဆရာကြီးကဟဲ့လေသူ့ရောင်ကတ်တယ်ဆိုတာအရင်တော့အပြိုတွေပဲကတ်တာတဲ့နင်းကအိမ်အောင်တယ်ဆိုတော့တဲ့ငါတဲ့အဲ့ဒီဟာတခုလိုက်မရှာမိလိုက်ဘူးပေါ့နော်နောက်တော့အဲ့ဆရာကြီးကတော့အဲ့သူ့ရောင်ဖယ်လိုက်တော့တော့အမနည်းနည်းလေးနေကောင်းသွားတယ်အစင်လေးပြေသွားတယ်ပေါ့နော်အဲ့ဒါလေးကတော့သူ့ရောင်ကတ်တယ်ဆိုတဲ့ဟာလေးထူးဆန်းတဲ့ဟာ ကဲကျွန်တော်ရဒီကြည်နေတဲ့တငယ်ချင်းတွေထဲမှာလည်းနော်မိန်ကလေးတွေပါရင်ပေါ့နော်ဒီလိုအဖြစ်ပြက်မျိုးလေးတွေကြုံနေဆိုရင်ဒါတတိထားလို့ရတယ်ဗျာနော်။ဘာဖြစ်ဖြစ်ဒီလိုအဖြစ်ပြက်လေးတွေကိုတည်ထားတဲ့အခါကျတော့ကိုကကြိုတင်ပြီးတော့စီမံလို့ရတယ်နော်။ကြိုတင်ပြီးတော့လှုပ်ဆောင်လို့ရတယ်ဗျာ။ကျွန်တော်ရဲ့ကြည်နေတဲ့တငယ်ချင်းတွေအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေဗျာနော်။ကြည်ပြောခြင်းနဲ့အကြောင်းအရာလေးရှင်ကျွန်တော်ရဲ့အောက်မှာ comment လေးရေးပေးထားခဲ့ပါအောင်ဗျာ။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါဗျာနော်။နောက်တဲ့ဗီဒီယိုမှာကျွန်တော်ပြန်လည်ဆုံတွေ့ကြမှာဗျာ။